တနင်္လာသာသမီမိတ်ဆွေတွေပြက်ကရင်တခုကိုကုံလွန်လာတာဆရာတို့အချိန်နေနေ့တွေရက်တွေနာရီတွေအားတိုက်စားပြောင်းလဲလာတာတနင်္လာသာသမီမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါအခုတနင်္လာသာသမီမိတ်ဆွေတို့တနင်္လာသာသမီမိတ်ဆွေတွေရောမိတ်ဆွေတို့အနေနဲ့2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံရှင်တွေဘလို့ရှိခဲ့တယ်လဲဆရာကို comment box မှာမှန်ပြပါဦးဒါအပြင်တနင်္လာသာသမီမိတ်ဆွေတွေအနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံဟာညံ့ခဲ့တဲ့နှစ်များပါမလား စိုးခဲ့တဲ့နှစ်များပါမလားဆိုတော့ဆရာပြန်မတုံ့တက်ခင်မှာမိတ်ဆွေတင်းလာသားသမီးတွေရဲ့ကံရှိနေလေတိပြရစီဒါအပြင်ဆရာငယ်သားမှာ2020ခုနှစ်အတွက်အဲ တနစ်စာဟောစလန်တွေမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာဟောစလန်တွေကိုမှာယူမယ်မိတ်ဆွေများကတော့ထုံးစံတိုင်းပါပဲဈေးကတော့ဈေးကမပြောင်းလဲပါဘူးအကုန်ဈေးနှုန်းတွေတက်ပေးမယ်2026အတွက်တနစ်စာဟောစလန်ယူမယ်မိတ်ဆွေများအနေနဲ့စရင်တော့ကြိုတင်ပေးဖို့လိုအပ်ကြောင်းနဲ့တနင်္လာသတိမိတ်ဆွေတွေအနေနဲ့မနစ်ကတရှုပ်တွေမိတ်ဆွေများမရလိုက်တဲ့မိတ်ဆွေများလည်းဈေးအသေးချာကိုဒီတနစ်ကတော့လာအလိုက်ရဲ့ပြင်ကို1380ခုနှစ်ကိုကုန်လို့ချစ်ချက်ရှိကြတော့ဆရာတနစ်စာတော့မပြီးတော့ဘူးတကြံဟောစတဲ့နေနဲ့လှုပ်ရှုပ်နေရဆိုတော့2020အဟိုဆွမ်းလာလို့2020 6ခုနှစ်အတွက်တနစ်စာဝါသဒန်ကိုတော့ဆရာကျမ်းမာရေးရလို့စီဝါရေးစာလာလိုက်အကျိုးပေးတဲ့အယောင်နဲ့နေသားတွေအပြင်ဆရာဘာလက်ဆောင်ပေးမယ်ဆိုတော့မိတ်ဆွေတို့ကျင်းသေးတံပါလိမ့်မယ်ခင်ဗျာတနစ်စာဝါသဒန်ကိုတော့တယောက်ကိုတော့9000ချက်ပါအချိန်တော့ပေးရပါတယ်လူတိုင်းရမယ်လို့တော့ဆရာအာမမခံပါဘူးဆရာလည်းအချိန်နည်းနည်းများနေလို့ပါကောင်းပြီဆိုတော့စကားတွေမများပဲတနင်္လာသားသမီးမိတ်ဆွေတွေအတွက်စတင်လိုက်ရအောင်2025ခုနှစ်ဟာတနင်္လာသားသမီးမိတ်ဆွေတွေတက်တော့စိတ်တိုင်းကြတဲ့နှစ်အားရတဲ့နှစ်ဖြစ်ခဲ့လိမ့်မယ်လို့တော့ ကျွန်တော်မိတ်ဆွေတို့များကျွန်တော်မထင်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့တနင်္လာသားသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အနေနဲ့ငါတိချပို့လုံးနိုင်ရမှာငါတိချပို့ပြီးကြိုးစားရင်ရမှာဆိုတဲ့နှစ်မျိုးကို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 ရောက်ရှိနေတဲ့ level အလိုက်ကိုရရှိနေတဲ့ကံအလိုက်ကိုငါတိချပို့ပြီးတော့ကြိုးစားရင်ရနိုင်မှာငါတိချပို့လုံးခဲ့တဲ့နာဆိုပြီးတော့ကြိတ်မနိုင်ခဲမရလက်ခမောင်းခတ်နေတာမျိုးဟန်ရေးတပင်းပင်းငါတိထပ်ပို့ပြီးတော့စ조사ဟရင်အောင်မြင်နိုင်မှာဆိုတဲ့စိတ်မျိုးတွေကို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 ကျင်းတည်ရရှိခဲ့တယ်လို့ပြီးခဲ့ပြီးသားကိစ္စတွေ ဖြစ်ခဲ့ပြီးသားကိစ္စတွေကိုနှစ်ခါပြန်လိုချင်နေတဲ့စိတ်မျိုးတွေအရာတစ်ခုခုကိုနှစ်ခါပြန်ပြီးတော့ခြံပြီးရင်ကောင်းမဟာဆိုတာမျိုးတွေကျင်းတယ်စူးစမ်းနေတာမျိုးငါဒါကြီးတော့လှုပ်ခဲလိုက်ရင်ကောင်းမဟာဆိုတာမျိုးဒီအเจ้าညာကြီးတို့မပြောခဲလိုက်ရင်ကောင်းမဟာဆိုတဲ့အရာမျိုးလေးတွေကျင်းတယ်တဲ့မိတ်ဆွေတနေ့လာသားသမီးတွေနေနဲ့စိတ်တိုင်းမကြခြင်းအားမရခြင်းတွေရောက်ရှိနေပါတယ်ဒါမှလည်းမိတ်ဆွေများခင်ဗျာ2025ခုနှစ်ရဲ့ကံကိုကတနေ့လာသားသမီးမိတ်ဆွေတွေအတွက်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့မဆိုးရိမ်ပါနဲ့ မိတ်ဆွေမှမဟုတ်ဘူးတနင်္လာသားသမီးမိတ်ဆွေအများစုကဒီလိုမျိုးကိုဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံကိုကကိုကိုကိုချိန်မနိုင်အားမရခြင်းစိတ်တိုင်းမကျခြင်းအာကိုကိုကိုမြည်တွန်းတောက်တူးတောက်တီးခြင်းတွေအာအချင်းချင်းကို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 ဘယ်လိုပြောမလဲ အော်ကြိတ်မနိုင်ခဲမရအာဆာဟာမှာလဲဒီလိုမျိုးတွေစကပုံမပြောမယ်ဆိုရင်တော့ကုံတော့မှမဟုတ်ဘူးအဲ့ဒီလိုမျိုးဖြစ်နေတဲ့နှစ်ဖြစ်တာကတော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူးအားလုံးဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတင်နေတယ်ဘာကိုဖြစ်ဖြစ်ကိုကိုကိုလက်ခံထားဖို့လိုအပ်တယ်ဘာကိုမဆိုးမိတ်ဆွေတို့ရဲ့ကံကိုကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေဟာလာမယ့်2026မှာတော့မိတ်ဆွေတို့အနေနဲ့တည်ကြတဲ့2025ရဲ့မပြီးမပြတ်ချင်းနေ 2025ရဲ့တန်းလန်းနေ2025ဒီတနှစ်ရဲ့2025တနှစ်ရဲ့အဲမိတ်ဆွေတို့ရဲ့လာမယ့်2025ခုနှစ်တနှစ်ရဲ့ကံရဲ့အရှင်တွေကိုပြန်ပြီးတော့ပြုလုပ်ရတာမျိုး repeat test လုပ်ရတာမျိုး2020တေချာပါတယ်မိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာမယ့် January sorry လာမယ့် November December မှာမိတ်ဆွေတို့ရဲ့တနင်္လာသားသမီးတွေဟာ2025ရဲ့ကိစ္စတွေကိုပြီးပြတ်အောင်လုပ်ထားမှသာ ော်ကကြာမဲ့ကာလဖြစ်ပြီးတော့ပြီးပြတ်အောင်မလုပ်ရှင်းတပိုင်းတစားဖြစ်လာရင်တော့မိတ်ဆွေတို့သိကြတယ်ဒီတစ်နှစ်ရဲ့အဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကြောင်းအရာတွေကြေတွေဟာငါတို့26ကိုကျင်းသိပြန်လဲတည်ဆောင်သွားမယ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့26မှာကံကောင်းမှုတွေကို2025ဟာကံကောင်းမှုတွေရရှိတယ်ဆိုရင်တော့ဖြင့်2026ကိုပါတည်သွားပါကံဆိုးမှုတွေကံကူကူကံညံ့နေကိုကိုကိုကံဆိုးလိုက်တဲ့ဆရာကြီးလို့ထင်နေတဲ့မိတ်ဆွေများအဖို့ကတော့တင်းလာသားသမီးတွေကတော့ ငါးခုနှစ်မှာ ပြီးပြတ်အောင်အဆုံးသတ်ရှင်းအဲရက်တန့်ခြင်းနဲ့ပြက်ဆဲခြင်းဆုံးဖြတ်ခြင်းတွေဥပမာပေါ့အရှင်နဲ့ပတ်သက်ရင်လည်းလူငယ်တွေနေနဲ့တင်းလာတာသမီးမိတ်ဆွေတွေနေနဲ့သူ့ကိုပဲရှင်းရင်ကောင်းအဖြေပေးရင်ပဲကောင်းသူမဟုတ်ယူရင်ပဲကောင်းမယူရင်ပဲကောင်းဆိုတာမျိုးအဲအိမ်အောင်လက်ပြူအာမှာကြောက်သေးအဲယောက်ျားလည်းမရမှာစိုးရိမ်သေးဆိုတဲ့မိတ်ဆွေများဖို့ကတော့သိကြတယ်2025မှာအဲ့ဒီလိုဖြစ်နေကျင်းသေးတယ်2026မှာလေအဲ့ဒီ KE ကပြန်လဲကိုပါလာမှာအိမ်အောင်ကြီးနဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့ ယောက်ျားကိုပြန်ပေါင်းဝင်ကောင်းအဲဆရာမေဆွေများပြန်မပေါင်းဝင်ကောင်းစဉ်းစားနေနေပဲတိကျတယ်အဲ့ဒီအပူတော့ကလေ2026ကိုပွာသွားတက်တယ်လို့အောင်မြင်မှုတွေစစ်ဆတ်မှုတွေညှိနှိုင်းမှုတွေစုံပြတ်မှုတွေဆောင်ရွက်မှုတွေလုပ်ငန်းဆောင်တာကိစ္စအလို့ကိစ္စယာတုတုကိစ္စယာတုတက်ကိစ္စဆွေမျိုးပေါင်းတဲ့မိဆွေကောင်းကိစ္စအလူအတန်းဘာသာရေးဆိုင်ရာပြုလုပ်ခဲ့တဲ့မိဆွေများကောင်းမွန်တဲ့ဘက်မှာပြုလုပ်ခဲ့တဲ့မိဆွေများဟာလေတိကျတယ်2026ကိုတိုက်ရိုက်အရှုကြမှာတိကျတယ်ဖြစ်တဲ့အတွက်တော့မိဆွေတို့အနေနဲ့အစင်မပြေတာတွေ စိုးရိမ်စရာတွေညံ့တာတွေဆိုရင်တော့2025မှာပဲလာမဲ့အခုလက်ရှိနိုဝင်ဘာဒီဇင်ဘာမှာပြီးပြအောင်အဆုံးသတ်ထားတာကောင်းမွန်ပြီးတော့အဆုံးမတတ်ရင်တော့တေချာတဲ့2026ကိုအဲ့ဒီဟာတွေပြန်လဲပါမှာဖြစ်တဲ့အတွက်အဲဆရာလိုရုပ်ချောတာလေးတွေပြန်ပါရှင်နေဆိုရင်အဲဆွနာလိုပေါ့2026မှာ တခြားတိကြပါတယ်ဆရာချောနေပါအောင်ပါအဲအဲ့ဒီလိုပါပဲမိတ်ဆွေတို့နည်းနည်းနောက်ထပ်26မှာလည်းမိတ်ဆွေတို့ကံကောင်းမှုတွေပါကျင်နေဆိုရင်တော့အဲမပြီးမပြတ်နဲ့တန်လန်းလေးတွေလှုပ်ဆောင်တာမျိုး2026မှာမှအစီအစဉ်တစ်ပလန်တစ်တွေလောက်အောင်ဆိုတာမျိုးအပေါင်းအင်းနေနဲ့မိတ်ဆွေတွေနဲ့အပျော်ပါခီးလေးထွက်ရင်ကောင်းမလားဆိုတာမျိုးတွေအတွေးခေါ်တွေရှစ်သူတွေရည်စားတဲ့လေးနဲ့ဘဝတဲ့အနာဂတ်တွေလေးတွေထူထောင်ကျင်နေဆိုရင်တော့2026ကိုရအောင်သာဆွဲခေါ်လိုက်ခဲ့ပါခင်ဗျာကံဆိုးမှုတွေဆိုရင်တော့ထပ်ပြောပါမယ်ကံညှမ်းမှုတွေဆိုရင်တော့ဟော ရေကိုဓာတ်နဲ့ခုတ်တယ်လို့မဖြတ်ပါနဲ့ဟုတ်စွန့်ရလို့ပေါ့သဘင်ကိုဓာတ်နဲ့တုံးနဲ့ရိုက်နေတယ်လို့မဖြတ်ပဲနဲ့တုံးကနေတိကနေဖြတ်ကနေတက်ကနေပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့2026ကိုဖြတ်တန်းရင်တော့ကောင်းပါတယ်ဒါကမှမိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတွေဟာကံရဲ့အညာလေးတွေမရရှိအောင်လို့ကံရဲ့အဆိုးလေးမရရှိအောင်လို့ဆရာကြီးကျမတို့ဘလို့ရေရာလေးလောက်ရမလဲဆိုရင်တော့တေချာတဲ့တနင်္လာသားသမီးမိတ်ဆွေများအနေနဲ့ ဒီ2025ခုနှစ်ထဲမှာအဲကန်စာတာတွေညံ့နေတာပဲဖြစ်ဖြစ်စိုးနေတာပဲဖြစ်ဖြစ်2026မှာကံကောင်းမှုတွေရရှိအောင်လို့ဆရာငယ်ဖော်ပြပေးမယ်အမိန့်ပြန်တန်းရေတွေအားတို့သို့မဟုတ်လို့ရှိရင်ဆရာအမြဲတမ်းဖော်ပြတယ်ဆရာငယ်အမိန့်ပြန်တန်းရေတွေအားတို့သို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ပြက်ကြရင်ရေတွေအားလေးလိုက်လို့ရှင်အားဖြင့်ဆရာမိတ်ဆွေတို့တကယ်ကိုကံကောင်းမှုတွေရရှိတတ်တယ်လို့တကယ်လို့မှမိတ်ဆွေတို့အနေနဲ့ဆရာကြီးကျွန်တော်တို့ကျမတို့ကတော့ဗုဒ္ဓဘာသာဝင်မှာသို့မဟုတ်ရင်အအရှာဘာသာဝင်မှာကုသိုလ်ဒါနာလေးတွေပြုပြီးတော့ဆောင်ရွက်ရှင်တပမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲ လမ်းမမှာရှိတဲ့ခိုးစာကလေးတွေကျွေးတာမျိုးခွေးစာကလေးတွေကျွေးတာမျိုးခလေးငယ်ကလေးတွေကိုမုံလေးကျွေးတာမျိုးလေးနဲ့ဖြစ်စီဒီလိုမျိုးပြုလုပ်ခြင်းအပြင်တနင်္လာသားသမီးမိတ်ဆွေတွေနဲ့ကံရဲ့အထောက်အကူကိုရရှိတတ်တယ်လို့ဒီထက်ပိုပြီးပြုလုပ်ခြင်းနဲ့ဆရာကြီးကျွန်တော်ကျမတို့ကတော့တနင်္လာ26မှာကန်စာတာတက်စီရန်အတွက်တူးတက်စီရန်အတွက်ဆိုမီးအိမ်ကလေးတို့ နော်သူမဟုတ်လို့ချင်းလက်ဆွဲဆွနလိုလက်ဆွဲမီးအိမ်ကလေးတွေဖြစ်စေဟာမစ်ဆိုတဲ့ကပ်ကိုကိုစားပြီးတယ်2025ဟာဟာမစ်ဟာမစ်ဆိုတော့လက်ဆွဲအိမ်ကလေးတွေဖြစ်စေလက်ဆွဲ sorry မီးအိမ်ကလေးတွေဖြစ်စေဓာမီးကလေးတွေဖြစ်စေမီးချောင်းကလေးတွေဖြစ်စေမိတ်ဆွေတို့အနေနဲ့ကို့ထက်အသက်ကြီးသူသူမဟုတ်ယဟန်တန်ကသမဏေတွေကိုလှူဒန်းခြင်းပေးကမ်းခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံဟာကောင်းမွန်တိုးတက်မှာအသေးစားပဲဖြစ်ကြောင်းနဲ့2020 6ခုနဲ့မှာလဲဆရာငယ်မိတ်ဆွေတနင်္လာသားသမီးတွေနဲ့ကန်စာတာတက်ရှင်းနေတဲ့တူတူရအောင်ပြန်လဲစုံစည်းမယ်ဆိုတဲ့အကြောင်းပြောရင်တနင်္လာသားသမီးမိတ်ဆွေများစိတ်တက်မကြပါနဲ့ကံကောင်းမှုတွေကိုလဲချစ်ဆက်ခေါ်သွားပါကံဆိုးမှုတွေဆိုရင်လဲဒုံခဲအမာရောမှာဘာကူမှဂယူကက်ခက်ကြမ်းကြမ်းခက်ရရမပြောဘူးဗျဘာကူမှတောက်ယူဆိုင်မနေနဲ့စွန့်ပစ်ဆရာရှိတာလွန့်ပစ်ဆရာရှိတာလေဘာကြောင့်ထားနေမှာလဲဟောအိတ်ကတ်ထရရနေဘတ်ဆိုဝဲထုတ်လိုက်သလိုတခါလဲ ပြက်ပြီဆိုပြက်ပြီရက်ပြီဆိုရက်ပြီမလုတော့ဘူးဆိုမလုတော့ဘူးဆုံးဖြတ်ချက်နှစ်ခုအလုံးနှစ်ခုကိုခက်ပြက်ပြက်ခက်ချင်းချင်းလေးနဲ့ဆုံးဖြတ်ပြီးတော့ရက်တန့်ပြီးတော့2026ခုနှစ်ကိုကံကောင်းမှုတွေရရှိအောင်အဆုံးတက်အောင်သွားရင်တော့မိတ်ဆွေတို့ကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်လည်း